ားလုံးမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့အခုလိုအနေထားမျိုးမှာ iPhone 13 Pro Max ကရွေးချယ်ပြီးတော့ဝယ်သိမ်းတဲ့အထက်မှာပါလာဆိုတဲ့ဥစ္စာလေးကိုကျွန်တော် long term review လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်အားလုံးမင်္ဂလာပါနေပြန်တော့ရပါစေ user review tech channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ collaborate လုပ်ထားတဲ့အာဒီ Apple Premium Second Product ကိုရောင်းတဲ့ Isaiah 3K လေးကိုကျွန်တော်တွားရောက်ပြီးတော့ကြည့်ပစ်ခဲ့တာပေါ့နော်ဒီဆိုင်မှာဆိုလို့ရှိရင်အဓိကဘာလို့ရမလဲဆိုလို့ရှိရင်ကိုက iPhone နဲ့ပတ်သက်ပြီးတော့စိတ်ချယုံကြည်စွာနဲ့အယောင်းဝယ်အလဲထက်လှုပ်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးစရရအစီအပြောင်းလုပ်လို့ရတယ်။အဓိကအဖြစ်တော့ iPhone ဆိုလို့ရှိရင်လည်းသူက second man မဟုတ်ဘဲနဲ့အစ်စ်တွေပါလည်းမှားပြီးတယ်ပေါ့နော်။ဆိုတော့အဲဒါကြောင့်စိတ်ချယုံကြည်စွာနဲ့လုပ်လို့ရတယ်။အဓိကတော့ iPhone ဆိုတာထက် Apple product တွေတော်များရမှာပေါ့နော်။တစ်ချက်လောက်တော့ဒါတွားရောက်ကြည့်ရှုပြီးတော့ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်အတိပေးနေတာဖြစ်ပါတယ်။ဗီဒီယိုလေးဆက်ပြီးတော့ကြည့်လိုက်အောင်။ အလုံးမင်္ဂလာပေါင်းနေပြည့်စုံကြပါစေ။ User Review Tech Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုဆောက်မှပြောခဲ့သလိုပဲပေါ့နော်။ iPhone 13 Pro Max ရဲ့ Long Term Review လေးကိုအခုလိုအနေထားမျိုးနဲ့အဝယ်သိမ့်သေးလားဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ချိန်ထိုးပြီးတော့လုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဗီဒီယိုတွေဒီရက်ပိုင်းလေးမှာနည်းနည်းလေးပြန်ပြီးတော့ တင်ပေးမယ်။ဒါပေမဲ့လေဆိုတချို့ချို့တော့လူတွေကျွန်တော်လာပြီးတော့မေးကြတဲ့သူတွေလည်းများလာတယ်ဗောနော်ကျွန်တော်ဒီကြားထဲမှာဒီလိုမျိုးသဘောကဘေးရနေဒုက္ခတွေကြုံနေရတာနဲ့ဗီဒီယိုလေးကျွန်တော်လုံးဝအကျိုးပြုနိုင်မယ့်ဗီဒီယိုလေးနှစ်ပုဒ်လောက်ကိုပဲကျွန်တော်ဖန်တီးပြီးတော့တင်ပေးခဲ့တာတွေရောရှိတယ်ဗောနော်။ဆိုတော့အခုချိန်မှာဆိုလို့ရှင်တော့ကျွန်တော်တချို့ချို့တော့ review လေးတွေပြန်ပြီးတော့တင်ပေးမယ်။ဘာလို့လဲဆိုတော့ဒီကြားထဲမှာကျွန်တော်လာမေးထားတဲ့သူတွေနည်းနည်းလေးစိတ်စိတ်စိတ်နဲ့များလာလို့ဗောနော်။ဥမာ ဘလို့ပျောက်သွားလို့ပေါ့နော်ဥမာမြေပြိုရတဲ့ပါဝါလို့အဲ့လိုမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်ဟိုဖုန်းကပြန်ဝင်မဲ့သူတွေလည်းရှိနေတဲ့အတွက်အကို့မှာသာအခုဒီလိုမျိုး amount တကူရှိနေသေးတယ်ဆိုလို့ရှိရင်ဒီမျိုးဖုန်းလေးတွေကရွေးချယ်ပြီးတော့ဝယ်တင်လားဆိုတဲ့ဥစားလေးကိုကျွန်တော်သိစေချင်တဲ့အတွက်ကြောင့်ဗီဒီယိုလေးတွေကိုကျွန်တော်ပြန်လုပ်ဖို့အတွက်စီစဉ်ပြီးတော့ဒီနေ့ကနေစပြီးတော့ဗီဒီယိုလေးရင်းနဲ့စိတ်စိတ်လေးနဲ့တင်ပေးသွားမယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးသွားမယ်လို့ကျွန်တော်စဉ်းစားထားတယ် အကျွန်တော်ဒီဗီဒီယိုမတိုင်ခင်မှာဆိုလို့ရှိရင်လည်းကျွန်တော်အခုဒီမှာ post တစ်ခုတင်ပေးထားတာရှိရပါတော့ဆိုတော့အဲ့ဒီမှာလည်းကျွန်တော် post တင်ပြီးတော့အသိပေးထားတာတွေလည်းရှိရပါတော့ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တောင်းဆိုရတဲ့သူတွေများလာတဲ့အကြောင်းပြန်ပြီးတော့လုပ်ဝေးသွားမှလည်းဖြစ်တယ်ပေါ့နော်ဈေးကတော့အနည်းငယ်ပြောင်းအောင်ပြောင်းနိုင်တယ်ဘာလို့လဲဆိုတော့ဒီကြားထဲမှာတချို့ယူသောဆိုင်တွေကတင်တာရှိသလိုတချို့ယူသောဆိုင်တွေကဈေးမတင်ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေရတော့ကြာဥမာ Trading Promise က Use Market မှာဆိုလို့ရှိရင်ဝယ်တင်သေးလားဘာညာကြတော့ဈေးတချို့ယူသောဆိုင်တွေနဲ့အပြောင်းလဲဖြစ်တယ်မတူဘူးဆိုလို့ရှိရင်တော့လေ changes တွေနဲ့ပါတော့လည်းရှိမှာပေါ့နော်အဲ့ဒီဥစ္စာလေးကိုတော့ကျွန်တော်တို့ နည်းနည်း3ချက်ထားဖို့တော့လိုတယ်ပေါ့ဆိုတော့ဗီဒီယိုလေးအခုပဲစပြီးတော့လုပ်လိုက်အောင်ဒီဖုန်းကစပြီးကင်လိုက်ချင်းမှာကလေးကလက်ထက်မှာကင်ခံစားရတဲ့ခံစားချက်ကကြောက်သူကအရန်လေးတယ် ဖုန်းတော်လေးတယ်ဖုန်းကောက်ကင်လဲချင်းဆိုတော့240ဂရမ်ရှိနေတဲ့ဝေကြီးကြောင့်ဖုန်းကကောက်ကင်လိုက်တာနဲ့ကိုဖုန်းကအဲ့လိုလက်ထက်ကနေပြီးတော့တချို့ချို့တော့လက်သေးတဲ့သူတွေချို့ချို့တော့ဖုန်း၄00ကိုမခံနိုင်တဲ့သူတွေဆိုလို့ရှိရင်ချက်ချင်းတက်ပြီးတော့ပြုတ်ကျသွားနိုင်တဲ့အထိကိုသူ့ဖုန်းကတော်လေးကို၄00ကိုကျွန်တော်တို့သတိထားမိရဲ့အကြောင်းမလို့ကိုကဖုန်းအရန်၄00ကြီးအဲ့လိုမျိုးပရီမီယံအရန်ဖြစ်နေတဲ့အခုလိုအနေထားမျိုးတွေမှာကိုဖုန်းကအဲ့လိုကိုနဲ့တပါတယ်ယူသွားမှဖြစ်မဲ့ကိစ္စတွေမှာဆိုလို့ရှိရင်နေဒုက္ခရောက်နိုင်တယ်ဆိုလို့ရှိရင်တော့ အဖုန်းအရင်အလေးယူတော့မရွေးဖို့အတွက်တခါရဲ့ကျွန်တော်ဒီနေရာကနေ request ထပ်ပြီးတော့လုတ်ချင်တာပေါ့နော်ဆိုတော့ဒီဖုန်းကဘေးပေါက်နေလို့တော့သူက stainless steel နဲ့လုတ်ထားပေးတယ်အဲကြောင့်မလို့ ကောက်ကောက်ကန်ရလဲချင်းမှာကလေးကစပြီးခံစားရတဲ့ခံစားချက်ကကျော်ဖုန်းကလေးလေးပင်ပင်ကြစ်ကြစ်လေးရှိတယ်ဆိုတော့ခံစားချက်မျိုးလုံးဝကိုခံစားရတယ်ဗောနော်အဲဒီဥစ္စာကတော့အစိုးရကအကောင်လို့ပြောလို့ရတယ်အနောက်ဘက်ကတော့သူက glass တယ်ပဲလုပ်ထားပေးတယ်အရန်ချောလိုက်ကြည့်ရတော့မဟုတ်ဆိုရင်ပဲလေ iPhone ရဲ့သဘောတော်အားတိုင်းပဲသူကလေးပြီးတော့ကန်ရတာအရန်ကြီးတဲ့ထက်မှ comfortable မဖြစ်တဲ့တော့ကြောင့်တော်တော်လေးကိုတော့ပြုတ်ကြနိုင်ကြီး short ပြီးတော့ပြုတ်ကြနိုင်ကြီးများရတယ်အဲကြောင့်မလို့ cover letter သုံးဖို့အတွက်ကျွန်တော် request လုပ်ချင်တယ်ဗောနော် ဘေးပေါက်နဲ့စိမ့်လက်စည်းဖြစ်သွားတဲ့အတွက်ကြောင့်ခုနကျွန်တော်ပြောလိုက်သလိုပဲလက်ထက်မှာကြည်လေးရှိတယ်၊ကင်လူကောင်းတယ်ဆိုပေမဲ့တစ်ဖက်ကဘာပြန်ဖြစ်သွားလဲဆိုတော့လက်ရအရန်ထင်တယ်ပေါ့နော်။ကာဗာရီဘယ်မတက်ဘဲနဲ့တုံးမယ်ဆိုလို့ရှင်လက်ရတော်တော်ထင်တယ်။အဲကြောင့်ဘလို့ဖြစ်လဲဆိုတော့ကိုဖုန်းကအဲကာဗာမတက်ထားဘူး၊ဂျမ်းပဲဒီလုံးဝဖုန်းအလွတ်ကြီးပဲကင်နေသူဆိုလို့ရှင်တော့တော်တော်လေးညံ့ပပတ်ဖြစ်နေတယ်ဆိုတော့ခံစားချက်မျိုးလေးတော့ခံစားရလိမ့်မယ်ပေါ့နော်။အဲကြောင့်အဲ့ဒါလေးတခုတော့ရှိတယ်။ဒါလေးကိုတော့ ကိုကမဖြစ်ချင်ဘူးဆိုလို့ရှိရင် ပြီးတော့အခုလိုမျိုးတဘောဘေးရန်နေကြုံနေရတဲ့အနေအထားမျိုးတွေမှာဆိုလို့ရှိရင်တော့ cavalry တက်ပြီးတော့တုံးဖို့အတွက်ကျွန်တော်က request ထပ်ပြီးတော့လုပ်ချင်တာပေါ့နော်ပြီးတော့အရှိဘက်က display ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့6.7 inches အကျဲရှိတဲ့ super retina HDR OLED ကိုတုံးထားပေးတယ်120 Hz refresh rate ပါတယ်ပေါ့နော် HDR 10 Adobe Vision လို့ရတယ်သူက HDR 10 Plus လို့ပြောတော့မဟုတ်ဘူးပေါ့နော်သူ billion colors ဘလောက်ဘလောက်ဒါတွေအကုန်လုံးတော့မပါဘူး p brightness ကိုကြည့်မယ်ဆိုလို့ရှိရင်1200 nits ဒီကောင်ကရှိတယ်ပေါ့နော်ဆိုတော့သူက resolution ကတော့သူက 1.5K လောက် ရှိတဲ့ resolution ကိုတုံးထားပေးတယ်1080ပြီလဲကြော်တယ်အဲ WQHD လည်းမရောက်ဘူးပေါ့နော်အဲ့ဂျားတွေက sweet spot လေးကိုသူကတုံးထားပေးတယ်လို့ပြောလို့ရတယ် display panel ကကျွန်တော်ဦးနဲ့ brand လိုပဲသူက billion colors တို့ဘာလို့ညာတို့မပါဘူးဆိုပေမဲ့ သူ့အနေနဲ့သူကကြည့်ရတာတော်တော်လေးအဆင်ပြေတဲ့ display panel quality တခုမှရှိတယ်အဲဒီဥစားကတော့အခုချိန်ထိတော်တော်လေးအဆင်ပြေနေသေးတဲ့ display panel တခုထူမှရှိရတယ်ကျွန်တော်ကချီးကျူးချင်တာပေါ့နော်ပြီးတော့အပေါ်မှာဆိုလို့ရှိရင်တော့အဲ့ဒီခဲအဲ့ဒီအခါတော့ကတော့သူက dynamic island တွေပါမဖြစ်သေးဘူးပေါ့နော်သူကတော့ yodran notch ကိုပဲသုံးထားပေးတယ် notch ကိုမှသူကကျတော့အသေး notch ပေါ့နော်ဘလို့ဖြစ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အဲ့ဒီ notch ကြီးသေးွားတာကြီးကအရင်ကြီးအခုချိန်ထိတော်အသုံးဝင်တယ်လို့မခံစားဘူးပေါ့နော်ဘာလို့လဲဆိုတော့ dynamic island မှာဆိုလို့ရှိရင်အဲ့နေရာ movement တွေဖြစ်သွားတယ်အဲဒီ phone အကြီးမှာဆိုလို့ရှိရင်အဲ့နေရာ ေးကလွတ်နေရဆိုခံစားချက်မျိုးတွေခံစားရတာကျွန်တော်တချို့ကျတော့ဗီဒီယိုတွေကြည့်ရင် Dynamic Island တွေကကွယ်နေရဆိုပေမဲ့သူဘီတာကလွတ်နေရနေရာတွေကပြန်ပြီးတော့အတုံးဝင်မြင်နေရတာဆိုတော့တော်တော်လေးကိုအဆင်ပြေပဲမြင်ဒီကောင်ကကျတော့သူက notch ကိုပဲတုံးထားပြီးတော့နည်းနည်းလေးသေးွားတာကျတော့အရန်ကြီးအဆင်ပြေပြီးတော့အတုံးဝင်လာကြည့်ရတော့မဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့ခုချိန်ဒီလေဒီကောင်ကအရန်ကြီးအဆင်ပြေလာတယ်လို့လည်းကျွန်တော်မမြင်သေးဘူးပေါ့နော်ဆိုတော့ Dynamic Island ပြောင်းသွားတာတော့တကယ်ဝမ်နီဝဲကမ်လောက်ရမယ်သဘောမျိုးမှရှိတယ်လို့ပဲဒီညမှာလည်းထပ်ပြီးတော့ချီးကျူးခြင်းတယ်ပေါ့နော် ူကတော့ဒါထုံးတမ်းနိုင်မဲ့ Face ID နဲ့ပဲအလုပ်လုပ်တယ် Face ID တွေကအခုချိန်ဒီကိုတော်တော်လေးကိုအဆင်ပြေနေသေးတာကိုကျွန်တော်တို့တွေ့ရတယ်။မြန်နဲ့ accurate ဖြစ်တယ်ဘာမှသိပြီးတော့အပြည့်ပြောစရာမရှိဘူးပေါ့နော်။ဒီညမှာတော်တော်များကြောက်နေကြတဲ့13 Pro Max ရဲ့ဒီ green screen ဖြစ်တဲ့ပြဿနာပေါ့နော်။ green screen ဖြစ်တဲ့ပြဿနာကတော့အញ្ញကြီးဆိုးရွားကြီး OnePlus လိုမျိုးဖြစ်နေတာမျိုးတော့မဟုတ်ဘူး။အတူအနဲ့သူကတော့ဖြစ်နေရတော့မှန်တယ်။ဒါပေမဲ့အဲဒီ OnePlus လိုမျိုးပြ10လုံးမှ9လုံး6လုံးအဲ့လိုမျိုးဖြစ်တာမဟုတ်ဘဲနဲ့သူကအလုံးတရာမှာမှတစ်လုံးနှလုံးအဲ့လိုမျိုးပုံစံမျိုးလေးဖြစ်တာဆိုတော့ကိုယ့်လက်ထဲရောက်မှပဲ လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့လည်းမတက်နိုင်ဘူးပေါ့နော်ကိုကပဲကန်ဆိုးတယ်လို့ပဲပြောရမှာပေါ့တက်နိုင်တော့ green line error တွေကိုကျွန်တော်ကတေချာစစ်ပြီးတော့မှ စိတ်ချရတဲ့သူတွေဆရာနေရှောင်ရှားပြီးတော့ဝယ်စီခြင်းတယ်ဘာလို့လဲဆိုတော့ green light error ဖြစ်သွားပြီဆိုလို့ရှိရင်အထုံးစံနိုင်မယ် display တစ်ခုလုံးပြန်ပြီးတော့လဲရမှာဆိုတော့အခုလို color အနေထားမျိုးမှာဆိုလို့ရှိရင်ပိုလို့တော့မှအဆင်မပြေသေးဘူးလို့ပဲပြောရမှာပေါ့နော်ဒါလေးကိုတော့တတိချက်ပြီးတော့သုံးဖို့အတွက်တော့လိုရလို့ပဲပြောခြင်းတယ်ပြီးတော့သူရဲ့ haptic monitor ပေါ့နော် iPhone ဖြစ်တဲ့အတွက်ကြောင့် haptic monitor ကတော်တော်ကြီးအဆင်ပြေပြေနဲ့ကောင်းတာကိုကျွန်တော်တို့တွေ့ရတယ်ဒီ haptic monitor လို့ပြောလိုက်ပြီဆိုတာနေကို iPhone လို့ပြောလို့ရလောက်တဲ့အထိကို iPhone နဲ့ haptic motor မှာဆိုလို့ရှိရင်ရှေ့ကိုတော်တော်လေးကိုရောက်ထားတာကိုကျွန်တော်တို့တွေ့ရတာပေါ့နော်အเจ้าမျိုးဒီကောင်းမှာဆိုလို့ရှိရင် haptic motor နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်ချမ်းသာစရာကောင်းတယ်လို့ပဲပြောရမှာပေါ့နော်သူရဲ့ speaker ဘန်းကိုကြည့်မယ်ဆိုလို့ရှိရင် stereo speaker ကိုသုံးထားပေးတယ်သူရဲ့ stereo speaker က တော်တော်လေးကိုအဆင်ပြေပြီးကောင်းတာကိုကျွန်တော်တို့တွေ့ရတယ်။သူက iPhone ရဲ့ stereo speaker ကအားသာချက်ကကျွန်တော်သူ clarity အရန်ဖြစ်တာပေါ့နော်။ clarity အရန်ဖြစ်တယ်ဆိုတော့ကျွန်တော် phone ကအဲ့လိုမျိုး speaker နဲ့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးကြည်တောက်ပြီးတော့တော်တော်လေးကိုကျယ်ပြီးတော့ထွက်လာတာကိုကျွန်တော်တို့တွေ့ရတယ်။ speaker မှာတော့အခုချိန်ဒီကိုဘောင်းဝင်တန်းဝင်ရှိပြီးတော်တော်လေးကိုအဆင်ပြေနေသေးတယ်လို့ပြောလို့ရတာပေါ့နော်။အခုလိုကာလာမျိုးမှာ speaker ကောင်းမှုလည်းအရေးကြီးတယ်။ဘာလို့လဲဆိုတော့ ချိုးချိုသော emergency feature တွေသုံးမယ်ဆိုလို့ရှိရင် speaker ကောင်းမှလည်းပို့ပြီးတော့အဆင်ပြေမှာပေါ့เนาะအเจ้าမလို့ဒါလေးကိုလည်း reminder အနေနဲ့ကျွန်တော်ထည့်ပြီးတော့ပြောပြလိုက်တာလည်းဖြစ်တယ်။ battery bank ကိုကြည့်မယ်ဆိုလို့ရှိရင်တော့တော်3300လောက်ပဲပါတဲ့ battery တစ်ခုကိုထည့်ထားပေးတယ်။ဒါပေမဲ့ iPhone ရဲ့ battery က capacity နဲ့အသုံးခံတာနေရာဓာတ်ရိုက်မချိုးအထိုးမကျအောင်ဆိုတာတော်များလည်းတိပိသားဖြစ်မှာပေါ့เนาะ။3300 mAh ပဲပါတယ်ဆိုပေမဲ့3300 mAh ကျော်ကျော်ပေါ့เนาะအဲ့လောက်ပဲပါတယ်ဆိုပေမဲ့ အားတော့ draw လေးကိုခံတာကိုကျွန်တော်တို့တွေ့ရတယ်။မျိုးလုံးနဲ့မြအောင်ပြောရမယ်ဆိုမနက်9နာရီလောက်ကနေပြီးတော့ညနေ9နာရီလောက်ထိ100% 9နာရီလောက်ကနေအပြည့်သွင်းပြီးသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ daily usage အတကုံတွေ run ပြီးစမ်းထားတဲ့လောက်ဆိုလို့ရှိရင်တော့သူကညနေလောက်ဆိုရင်40လောက်တော့အောက်ထက်ကျန်တယ်ပေါ့နော်။ဒါကတော့မစိုးလို့ပြောလို့ရတယ်။ချွေတာနဲ့သုံးတတ်တဲ့သူမျိုး screen time အရင်မများတဲ့ ူမျိုးဆိုလို့ရှိရင်တော့နှစ်ရက်လောက်ထိကိုအေးအေးဆေးဆွဲပြီးတော့တုံးလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်ပေါ့နော်အခုလိုအနေအထားမျိုးပိုတော်မှလိုသေးရလို့ပြောလို့ရတယ်ဒီကောက်မှာတစ်ခုအားနည်းချက်ဖြစ်တာကတော့ always on display AOD မပါတာပေါ့နော် AOD မပါတာကတော့ကျွန်တော်ကအရန်တော့အပြစ်မမြင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကလည်း AOD အရန်တုံးနေတူမဟုတ်ဘူးကျွန်တော်လည်းကျွန်တော်တခြားဒီ Fooding Promise ကစပြီးနောက်ပိုင်းစီးတွေစမ်းနေတုံးနေဆိုလို့ရှိရင်လည်း AOD ကကျွန်တော်မဖွင့်သလောက်ရှားတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်လူလူတော့ကတော့ သိပ်ပြဿနာမရှိဘူးဒါပေမဲ့ AOD ကိုတုံးနေကြတဲ့သူတွေဆိုလို့ရှိရင်တော့ဒီကောက်မှာ AOD မပါတာလေးကတော့နည်းနည်းလေးစိတ်ကတိကောင်းဖြစ်စရာလေးနဲ့တော့ဖြစ်တယ်ပေါ့နော်တန်းပြီးတော့ကြည့်လိုက်လို့မရဘူးတစ်ချက်အလိုမျိုးထောက်ပြီးကြည့်ရင်ကြည့်မဟုတ်ရင်ဖုန်းယူပြီးတော့ကြည့်မှပဲရမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတာပေါ့နော်သူ့ရဲ့ performance ဘန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောက်ကအခုချိန်ဒီကို share ချမ်းနေသေးတဲ့ သူတို့ကိုယ်တိုင်ထုတ်ထားတဲ့ချစ်ဆွဲပေါ့နော်သူက A15 Bionic ချစ်ကိုသုံးထားပြီးတယ်အခုချိန်ဒီကိုတော်တော်လေးအဆင်ပြေပြီးတော့ကောင်းနေသေးတာဖြစ်တော့တယ်ဒီညမှာလည်း reason တွေတိတ်ပြီးတော့ပေးနေကြတော့မလိုဘူးပေါ့နော် daily usage ကိုကောင်းကောင်း handle လုပ်နိုင်တယ်ဘာမှအထင်ကောမရှိဘူး game တွေဆိုလို့ရှိရင်လည်းအဆင်ပြေပြေနဲ့ကို share တွေကောင်းကောင်းမှုဆော့လို့ရနေသေးတယ်ပေါ့နော် PUBG ဘောင်မှာလည်း graphic အမြင့်နေနဲ့ဆော့လို့ရသေးသလို graphic intense ဖြစ်တာရောလည်း AAC ဆော့လို့ရနေသေးတယ်လေးဒါဟန်းတာမရှိဘူးဒါပေမဲ့နည်းနည်းလေးခံစားရတာတော့နည်းနည်းလေးပူလာတဲ့ဆိုရက်ခံစားချက်မျိုးလေးခံစားရတာလေးရောရှိတယ်အဲ့လိုမျိုး graphic ြင်းတဲ့ gain တွေကိုနည်းနည်းကြာဆော့လိုက်မယ်ဆိုလို့ရှင်တော့ပူလာတယ်ဆိုရက်ခန်းစားချက်မျိုးလေးကတော့တစ်ချက်ချက်မှစပြီးတော့ခန်းစားနေရရေပေါ့နော်ဒါလေးတော့ကျွန်တော်တစ်ချက် remind လုပ်ပြီးတော့ပြောခြင်းတယ်ကျန်တဲ့ဘိုင်းတွေမှာတော့သူ့ရဲ့ performance ကအခုချိန်ဒီကို share ချမ်းနေတယ်လို့ပြောလို့ရတယ်ပုံလင်းပြောရရင်ဒီဖုန်းထွက်တာနှစ်ဝန်းကျင်လောက်ရှိပြီ၃နှစ်၄နှစ်ဝန်းကျင်လောက်ရှိပြီဒါပေမဲ့ဒီလောက်ဒီ performance ကောင်းနေသေးတယ်ဆိုတာ iPhone ဖြစ်လို့လို့ပဲပြောရမှာပေါ့နော်ပြီးအကုန်လုံးစိတ်ဝင်စားနေကြတဲ့ကင်မရာဘိုင်းပေါ့နော်ကင်မရာကတော့ပုံလင်းပြောရမယ်ဆိုရင်တော့လေကျွန်တော်တို့က တိတ်မကွာဘူးလို့ခံစားရပါမယ်နောက်နောက်ဆုံးထွက်ထားတဲ့ iPhone 15 Pro Max တို့16 Pro Max တို့နဲ့ရှင်မယ်ဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ကင်မရာတိတ်မကောင်းတော့ဘူးဆိုတာတွားပြီးတော့သိသားစေတယ်သူကလည်းသူဒီတိုင်း iPhone တစ်လုံးနဲ့အလွတ်တွေရိုက်နေမယ်ဆိုရင်တော့တိတ်မကွာဘူးလို့ခံစားရပါမယ်အဲ့လိုမျိုးရှင်လိုက်တဲ့အနေအထားမျိုးတွေမှာတော့စပြီးတော့ကွာလာပြီဆိုတော့ခံစားချက်မျိုးတွေခံစားရတယ်ပေါ့နော်ဒီကောင်းဆိုလို့ရှိရင်တော့သုံးလုံးကိုပဲထည့်ထားပေးတယ်12 megapixel သုံးလုံးပေါ့နော် ultra wide ရယ် main ရယ်ပြီးတော့ tele ရယ်ဆိုတော့ကင်မရာဘယ်လိုနေလဲဆိုလို့ရှိရင် daylight တွေမှာ share ကောင်းတယ် ညနေဆောင်နေမှာလည်းကောင်းပါတယ်ညဘက်ဒီမှာလည်းသူ့အနေနဲ့သူက iPhone ကတခု stable ဖြစ်တာ color natural ဖြစ်တယ်ပြီးတော့နောက်တစ်ခုကသူ artificial sun နဲ့ပုံတွေကိုမထုတ်ပဲမထုတ်ပေးပဲနဲ့တော်တော်လေးကိုအဆင်ပြေတဲ့ details ကြာကြာနဲ့လူတွေလက်ခံနိုင်လောက်တဲ့ဓာတ်ပုံတစ်ခုကိုထုတ်ပေးတာဖြစ်တဲ့ကြောင့်တော်တော်လေးကိုအဆင်ပြေပြီးတော့ကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကပြောလိုက်သလိုပဲပေါ့သူ့ phone လုံးနဲ့ရိုက်မယ်ဆိုရင်တော့ဟာမိုက်တယ် share ပဲလို့ခံစားပေမဲ့ဥမာ15 pro max တို့16 pro max တို့နဲ့ share မယ်ဆိုလို့ရှိရင်တော့ ကာလာလီကနည်းနည်းလေးမွေးချောက်ဖြစ်နေသလားအဲလိုမှမဟုတ်ဆိုလို့ရှင်လားရရတာတိတ်ပြီးတော့အလင်းအသိအစင်မပြေဘူးလိုက်တင်အစင်သိမ့်မပြေဘူးပေါ့နော်အဲ့လိုမျိုးတွေခံစားရတဲ့ခံစားချက်တွေတော့စပြီးတော့ခံစားနေရတယ်ဒါလေးတခုတော့တိတ်ပြီးတော့မမိုက်တော့လို့ပဲပြောရမှာပေါ့နော်ဗီဒီယိုကွာလီတီကိုကြည့်မယ်ဆိုလို့ရှင်တော့ 4K 60fps ကြီးအမြင်ဆုံးရိုက်လို့ရတယ်တော်တော်လေးကိုအစင်ပြေတဲ့ဗီဒီယိုကင်မရာကွာလီတီတခုမှာ ရှိရလို့ပြောလို့ရတယ်ပေါ့နော် selfie camera ဆိုလို့ရှိရင်လည်း12 megapixel သုံးထားပြီးတယ်တော် v selfie နဲ့ video ရိုက်မယ်ဆိုလို့ရှိရင်လည်း 4K 60fps ရတာ ဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးအဆင်ပြေပြီးတော့ကောင်းနေသေးရလို့ပဲပြောရမှာပေါ့နော်ဆိုအခုလိုအချိန်ခါမျိုးမှာဆိုလို့ရှိရင်ဓာတ်ပုံတွေရိုက်ဖို့ video ရိုက်ဖို့ဆိုတာပိုပြီးတော့လိုနေရဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုး video camera လေးကောင်းနေတာဓာတ်ပုံ camera လေးကောင်းနေတာတော့တော်တော်လေးအဆင်ပြေလို့ပဲပြောရမှာပေါ့နော်ကျွန်တော်ကတော့ဒီဘက်မှာတော်တော်လေးကိုချီးကျူးကျင်တယ်ဒါပေမဲ့နောက်ဆုံးထွက်ထားတဲ့ model တွေနဲ့တွားပြီးတော့မရှင်းတဲ့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ပိုပြီးတော့အဆင်ပြေလိမ့်မယ်အဆင်ပြေလိမ့်မယ်လို့ပဲကျွန်တော်ဒီနေ့ ိုက်ထပ်ပြီးတော့ပြောခြင်းနဲ့ overall rounder ကိုပြန်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းကတော်တော်လေးကိုအစဉ်ပြေပြီးတော့ကောင်းနေသေးတဲ့အထက်မှာပါတယ်လို့တော့ပြောခြင်းနဲ့ဈေးတန်းအားဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနောက်ဆုံးတည်ထားတဲ့ဈေးကဒီလောက်ပေါ့နော်ဒီလောက်နဲ့ရောင်းဝယ်နေရရှိရဲကျွန်တော်တို့လောက်ထားပေးတဲ့အလုံးဆိုလို့ရှိရင်ဒါ128ပဲပေါ့နော် အဲ့လောက်နဲ့အယောင်းဝယ်ဖြစ်နေရရှိတယ်။ဆိုတော့အခုချိန်မှာဈေးတွေအပြောင်းလဲဖြစ်မလားတော့ကျွန်တော်တခြားမသိသေးဘူး။ဈေးတွေအပြောင်းလဲဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အောက်ကကွန်မန့်ထဲမှာ update ဆိုပြီးတော့ထပ်ပြီးတော့တင်ထားပေးမယ်။အပြောင်းလဲမဖြစ်ဘူးဆိုလို့ရှိရင်တော့ဒီဈေးကအမှန်ပဲပေါ့နော်။ဒီလိုနေသားမျိုးမှာဆိုလို့ရှိရင်တော့ iPhone 13 Pro Max ကိုဘယ်လိုလူတွေအတွက် recommend ပေးတင်လဲဆိုလို့ရှိရင်တော့ iPhone ကိုတော်တော်များဝယ်ဖို့စဉ်းစားနေတယ်။နောက်ဆုံးထွက်တဲ့ model တွေကိုလည်းကိုကမဝယ်နိုင်သူလို့တော့လကောက်လက်လန်းမမီလို့တော့လကောက်ဒါမှမဟုတ်အဲ့လောက်ပမာဏအထိကိုအခုလိုအချိန်ခါမျိုးမှာငွေကြေးမသုံးကျင်လို့တော့လကောက်အဲ့လိုမျိုးက ွာလောင်းထမ်းလဲကြည့်တယ်ဘက်ထရီလေးခံထားလဲလိုချင်တယ်ကင်မရာလေးလဲကောင်းချင်တယ်ဒီ Apple တခုလဲဖြစ်တယ်အဲ့လိုမျိုးပေါ့နော် all-rounder လေးနဲ့ပိုကြည့်တဲ့သူဆိုလို့ရှိရင်တော့ iPhone တော်တော်လေးကိုတင့်တော်တဲ့ဖုန်းတစ်ခုမှရှိရလို့ပဲပြောရမှာပေါ့နော်ခုနကကျွန်တော်ဘက်ထရီပါပြောဖို့ကြံခဲ့တာတခုကကြောက်လေ तू ကအားပြန်သွင်းမယ်ဆိုလို့ရှိရင်တင့်နေပဲရှိနေသေးတယ်ဆိုတော့အားသွင်းတာကတော့တော်တော်လေးကိုစိတ်ရှည်ရတယ်ပေါ့နော်အဲ तू ကဘယ်လို 20W ထိပဲအမြင့်ဆုံး support လုပ်တာဟုတ် तू က10 to 80T ကို तू က အမြန်သွင်းလိုက်ပြီးတော့80-100ဒီကိုတော်တော်လေးကိုကြာတာပေါ့နော်ကျွန်တော်စမ်းကြည့်တော့ဆိုလို့ရှိရင်0-100အပြည့်သွင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့တနအိခွဲကျော်လောက်အချိန်ပေးရတယ်အခုလိုကာလမျိုးမှာဆိုလို့ရှိရင်တော့အဲ့လောက်အာသွင်းဖို့အချိန်ပေးနေရတော့တိတ်တော့အဆင်မပြေလို့ပဲပြောမှာပေါ့ဒါလေးတခုတော့နည်းနည်းလိုအပ်ချက်ရှိသွားတယ်လို့ပြောကြတယ်ဘာပဲပြောအခု iPhone 15 Pro Max ကနေစပြီးတော့ Type C ပြောင်းပေးလိုက်ပြီးတော့ Type C cable နဲ့အဆင်ပြေပြေသွင်းလို့ရသွားတာတော့ဒီတက်ဆိုင်တော့နည်းနည်းလေးပူပြီးတော့ convenience ဖြစ်သွားတယ်လို့ပဲပြောရမှာပေါ့နော်ဒီကောက်မှာတော့ကျွန်တော်အဲ့ဒီအပိုင်းကိုအားမရသေးဘူးလို့ပဲပြောကြတယ် ကြောင့်မလို့ကျွန်တော်လည်းမေးပါတော့ brother ဆိုလို့ရှိရင်ဒီဖုန်းဝယ်ဖို့အတွက်စိတ်ကူးရှိလားဆိုလို့ရှိရင်တော့ကျွန်တော်သာဆိုလို့ရှိရင်လည်းကိုယ်တိုင်းဒီမှာအရင်လည်းမလိုချင်ဘူးပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်အဲ့လောက်ပမာဏလည်းမသုံးချင်ဆိုလို့ရှိရင်တော့ဒီဖုန်းလေးကတော်တော်လေးကိုတင့်တော်တဲ့ sweet spot တစ်ခုမှရှိတယ်ကျွန်တော်သာဆိုလို့ရှိရင်လည်းဝယ်ဖို့စဉ်းစားမိတဲ့ဖုန်းလုံးဖြစ်တယ်လို့ပြောနေတယ်ပဲဒီနေ့ဗီဒီယိုလေးဒီမှာပဲဆုံးသက်ချင်ပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN နဲ့ခံပြီးတော့ YouTube ပေါ်ထဲမြစ်တာရိုက်ခံချင်ပါတယ်ကြည့်ကြည့်အားပေးကြတဲ့တူဦးတယောက်ချင်းစီတောင်ကျေးဇူးများရိုက်တင်ပါတယ်ကျွန်တော် channel လို့ကြားနေတယ်ဆိုလို့ရှိရင်လည်းထုံးတင်နိုင်မယ် like and subscribe နိုဒီဘဲနေပြောကူညီပေးဖို့မေးပါနဲ့ကျေးဇူးအားပေးကြတဲ့တူဦးတယောက်ချင်းစီတောင်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုတစ်ခုကြမှာပြန်လည်ဆွေးနွေးကြတာပေါ့အားလုံးပဲ stay safe ပါမကြခင်အကောင့်တိုင်းအကုန်လုံးပြန်ပြီးတော့ဆုံးကြပါမယ်